အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီခဏလေးပြောပြတင်ဆက်ပေးမှာကတော့ဖုန်ကြီးတစီဆိုတဲ့ပရလောကဇလံကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ အဆုံးထိလိုက်ပါ နားဆင်အားပေးကြပါဦးခင်ဗျာကျွန်တော်တို့တတိုက်မှာတစီတဲအကြောင်းကိုပြောပြရင်းနဲ့တိန်းနံကနေကျွန်တော်ကတော့လူချောင်းဆောင်တဲ့ဖုန်ကြီးတစီလို့မြင်ဘူးတယ် ထိုကဲ့သို့ပြောပါတယ်ကျွန်တော်ကနေဒိဋ္ဌန်ရဲ့ဒါနောက်ဆရာမဟုတ်ဘူးကွာပေါက်ပေါက်ရှာရှာပြောမနေစမ်းပါနဲ့ထိုကဲ့သို့ပြောလိုက်ရာသူကနေဆရာကမယုံဘူးကိုကျွန်တော်အမှန်ပြောတာဆရာရဲ့ထိုကဲ့သို့ပြောပါတယ်ဒါဆိုမင်းတကယ်ပြောတာပေါ့ဟုတ်တယ်ဆရာတကယ်ပြောတာထိုကဲ့သို့ပြောလိုက်ရင်မင်းကျွန်တော်ကနေကဲဒါဖြင့်ပြောပါဦးထိုကဲ့သို့လမ်းဖွင့်ပေးလိုက်ပါတယ် ဒီခါမှာသေးနံကသူ့ကိုတွေ့ကြုံခဲ့ကြတဲ့အောက်ပါဇလန်းကို ပြော့ပြခဲ့တယ်။သူ့ကြုံတွေ့ခဲ့တဲ့ဘုံကြီးတစေဇလန်းကဤတို့ပင်မြိုင်းသားရကသေးနံရဲ့ချက်ပြုတ်ဒေတာမဟုတ်တော့လေသူ့နှစ်ကြိမ်တိတိရောက်ဖူးသူပဲဖြစ်တယ်။ယခုနေရာဒီမှာသေးနံဒီမြိုင်းသားရတို့သုံးကြိမ်မြောက်ရောက်ခဲ့ပြန်တယ်။ဒီခါမှာမြိုင်းသားရရှိတငယ်ချင်းအပေါင်းအသင်းတွေကလိုက်လဲစွာပဲကြိုးဆူကြတယ်။ဒီခီးကပြောစရာခီးတော်ဖြစ်ပါတယ်။ ိမ့်နေမှာမှတ်မိနေသေးတယ်။ထိုနေ့ကတငယ်ချင်းတွေတွေ့ဆုံကြတဲ့နေ့ရေနှွေးငချောက်ဖုံးနဲ့ပျော့ပျော့ပပ အမြင်မတော်စင်တော်နဲ့ခလောက်ဆိုတဲ့မြင်ကွင်းတစ်ခုကိုသိမ့်နိုင်တို့တငယ်ချင်းတက်တိုက်မှာမြင်တွေ့လဲရတယ်။ဒီကမှာကြောက်ကောင်းကနေကြည့်ပေါ့တကယ်ကိုအမြင်မတင့်နဲ့မြင်ကွင်းမယ်။တိုင်တပါသားဒေတာမြင်ရင်အတော့ကူမှာဝေဖန်ခံရမှာ။ထိုကဲ့သို့ပြောပါတယ်။စမ်းမောင်ကနေဟုတ်ပါကွာ။ဖုန်ကြီးလေဖုန်ကြီး ပြီးတော့ဖုန်းကြီးအိုကြီးဖြစ်ပါလေရဲ့နဲ့လက်ထဲမှာလည်းကြက်ကြီးကိုဆွဲလာတာဆိုတော့တကယ်ပဲထိုကဲ့သို့ပြောပါတယ်သိန်းနံကနေအမည်မတင်တာတော့ဟုတ်ပါတယ်ဒါဟာထူးခြားမှုတစ်ခုဖြစ်တယ်လို့စံပြားမှုလည်းဖြစ်တယ်အာကုတ္တမဖြစ်စေနဲ့ထိုကဲ့သို့ပြောလိုက်ပါတယ်ထိုစင်မှာကြက်ကြီးကိုခြေထောက်နှစ်ချောင်းမှာစုကိုင်ပြီးအိမ်ထဲသို့ဝင်လာတဲ့ဖုန်းကြီးအိုအနားသို့ရောက်လာတယ်အနားကိုရောက်လိုက်ရင်သိန်းနံကိုကြည့်လိုက်ပြီး ဒီမှာတကဒီကျဲကိုချက်ပြီးတော့ဖုန်ကြီးကိုမနှက်စာကက်ဆန်မုံမလွဲစီနေတော့ထိုကဲ့သို့မိတ်ပါတယ်ဒီကာမသေးနာကလက်အုပ်ချီပြီးတင်မဖျားတပည့်တော်မြန်ချက်ပြီးတော့စွန့်ကပ်ပါမယ်ဖျားထိုကဲ့သို့ရှောက်လိုက်ပါတယ်စင့်စက်သေးနာရဲ့စိတ်ထဲကရှင်းပါတယ်သူကဖျားအီကိုချုံထားသူဖြစ်တဲ့ဖြင့်ယူတည်ကန်းဆိုင်နေသူရဲ့မြင်တဲ့သူ ရှိမည်ဟုယုံကြည်ပါတယ်အပြစ်မတင်ချင် ဤသို့ဖြင့်စက်သားဟင်းချက်ပြီးလျှင် ဖုန်ကြီးအိုကိုဆွန့်ကတ်တယ်။ဖုန်ကြီးအိုမှာဆွန့်စားပြီးလျှင်တိန်းတံကိုကြည့်ကာတကားစေတနာကြောင့်ဖုံဖုံဆွန့်အမှုပြေဆုံးခဲ့ပြီးအဲ့ဒီလိုပဲအရေးကြီးတဲ့ကိစ္စတစ်ခုကိုတကားအနေနဲ့ကုညီပါအောင်လို့မြစ်တာရက်ခံခြင်းနဲ့ကုညီနိုင်မလားထိုကဲ့သို့မေးပါတယ်ဒီတကားမှာသေးနိုင်ကနေကုညီနိုင်ပါတယ်ဗျာ ထိုကဲ့သို့တောက်မြန်လျှောက်ထားလိုက်ပါတယ်ပြီးတဲ့အခါမှာဘုန်းကြီးအုပ်ကိုတပည့်တော်ဘာကူညီရမလဲဆိုတာတိပြရစီဖျားထိုကဲ့သို့ပဲလျှောက်တင်လိုက်တယ်ဒုက္ခမှာဘုန်းကြီးအုပ်ကနေအရဆိုတကာကနားထောင်တင်းမဖျားဘုန်းကြီးရဲ့ဘွယ်ကဥပညာဒီပါပဲမြန်ဟေဝန်ရွာဦးကြောင်ဆရာတော်ပဲတကားကိုမှကျင်နာကတကားအဲ့ဒီကြောင့်ကိုသွားပြီကျောင်းကိုဘက်ကအဖွဲနဲ့တွေ့ပါလား ကိုဘက်ကဖွဲ့လူကြီးတွေတွေ့ရင်ဘုံကြီးလှုပ်လိုက်တဲ့အကြောင်းကိုပြောပြီးကြောက်ရွံ့ဥရှုတန်အောက်ကိုတူးကြည့်ပြီးကြောက်တတန်းကဖို့လောက်ပါလို့မှားလိုက်တဲ့အကြောင်းကိုပြောပါကဲတခါလုံနိုင်လားမလုံနိုင်ဘူးလားတင်းမဖေတပဲ့တော်အမြန်ဆုံးစောင့်ရွက်လုတ်ကင်ပါမယ်ဖေတာတုတာတုတာတုတို့နာမှာတော့ဘုံကြီးအိုကခြံထဲမှာပြန်ထွက်လို့သွားပါတယ်တိန်းနိုင်မှာကြည့်နေရင်ねဘုံကြီးအိုကိုပျောက်ချင်းမလားပျောက်သွားတယ်ဖြစ်ကို ယနေ့တိုင်မမေ့နိုင်ပါမြိုင်းဟေဝန်ရွာသည်မြိုင်းသားချားရွာနှင့်တုံးမှန်ခန့်ဝေးတဲ့ရက်၌တည်ရှိပါတယ်ဒိန်းနိုင်မှာမြိုင်းဟေဝန်ရွာသို့ရောက်ပြီးရွာသူရွာသားများကိုမေးမြန်းစုံစမ်းရာဟိုရွာဦးထိတ်ခါပဲထိုကဲ့သို့ပြောသလိုပြောလိုက်ပါတယ်ထိုသူသည်ကူညီမှုကြောင့်မြိုင်းဟေဝန်မြို့ချောင်းသို့ရောက်ခဲ့သလိုထိုကြောင့်ကပကအဖွဲများနဲ့တွေ့ခဲ့ရပါတယ်ထိုခါမှာဒိန်းနိုင်ကနေ ကျွန်တော်ကဲ့တဲ့ပါဆရာတော်ဥပညာဒီပါနဲ့တွေ့ပြီဆရာတော်လွတ်လိုက်လို့ရောက်လာတာပါထိုကဲ့သို့ပြောလိုက်တော့ကျောင်းဂောဘကဖွဲ့များအံ့ဩသွားကြတယ်ဒါနဲ့နေပေါင်းတငယ်မင်းဆရာတော်နဲ့တွေ့တာကြပြီလားဆရာတော်ပုံတံကဘလို့လဲထိုကဲ့သို့မေးချာသိန်းနံကနေဆရာတော်ဥပညာဒီပါရဲ့အသွင်တံကိုကောင်းကောင်းမှတ်မိပါတယ်အသားညွညွနဲ့ခနာကိုတုတ်ခိုင်းတယ် ဂေါ်ဘကလူကြီးတဦးကနေဆရာတော်ရဲ့ပုံတံကားတော်အမှန်ပဲထိုကဲ့သို့ပြောပြီးတော့ဓာတ်ပုံပြရာသိန်းနံကနေဟုတ်ပါတယ်ဒီဆရာတော်ပါထိုကဲ့သို့ဖြေလိုက်ပါတယ်ထိုခါမှလူကြီးတယောက်ကနေမင်းဆရာတော်နဲ့တွေ့တာဘယ်တုန်းကလဲထိုကဲ့သို့မေးပါတယ်၃၄ချက်ပဲရှိပါအောင်မယ်ဦးကြီးထိုကဲ့သို့ဆိုတော့ရေဟုတာအံအိုးကုန်ကြတယ်ပြီးတဲ့ခါမှာထိုလူကြီးကနေ အင်းစေစားစရာပဲမိကဆရာတို့ကို၃လေးရက်လောက်ကတွေ့ပြီငါတို့သိတာကဆရာတော်ပြန်လွန်တော်မူသွားတာနှစ်လနီးပါးရှိပြီ ထိုကဲ့သို့ပြောပါတယ်တဦးကနေဆရာတော်ကယုတ်တည့်ရဲ့ပြန်လွန်တော်မူသွားတာဆိုတော့ကျောင်းရှိမဟာယံဩဒတန်းခတ်ဖို့အလူငွေတွေဘယ်မှာထားသွားလဲဆိုတာမသိဘူးဆရာတော်ဟာသီလသမာဓိနဲ့ပြည့်စုံသူမလို့ဆရာတော်မဟုတ်တာမလုပ်ဘူးဆိုတာတို့ယုံကြည်တယ် ထိုကဲ့သို့ရှင်းပြပါတယ်ဒီခါမှသေးနံကနေဆရာတော်ကကျွန်တော်ကိုဦးကြီးတို့ဂောဘကအဖွဲ့ကလူကြီးရင်နဲ့တွေ့ဖို့မိန့်လိုက်တယ်လို့ဦးကျူတိုင်အောင်မှာတူးဖို့ပြီးမှမဟာရင်တတိုင်းကိုတိဆောက်ပါလို့မှားလိုက်တယ်ဦးကြီးထိုကဲ့သို့ ပြောကြဂောဘကလူကြီးများကသိန်းနံကိုပါခေါ်ပြီးကြောင်ဦးကျူတိုင်အောင်ကိုတူးဖို့ကြည်ရရွှေငွေအပြည့်ပါတဲ့ရွန်းတက်တာတလုံးကိုတွေ့ရပါတယ်ဂောဘကလူကြီးကနေဆရာတော်ကဒီမှာ မဟာယန်တတိုင်းကိုစောက်ဖို့ပြည်စည်းဥစ္စာတွေကိုဒီမှာမြုပ်ထားတာကိုထိုကဲ့သို့ပြောပါတယ်ထို့အတူပဲဆရာတော်သည်ထိုပြည်စည်းများပေါ်ဆွဲလန်းပြီးမကြိုးမလုံမဝါကို ရောက်နေပါတယ်မကြိုးမလုံဘဝမှာယာသားမြတ်အခက်ကြုံနေသည်ကို ဖြည့်ရှင်းခဲ့သည်ဟုပြောပြတယ်ထို့နောက်မှာတော့ရွှေငွေတို့ကိုထုခွဲပြီးရတဲ့ငွေကြီးကိုနဲ့မဟာယန်တတိုင်းကိုစောက်လို့ရမကြမီမာပြီးစည်းလို့သွားပါတယ်မဟာယန်တတိုင်းပြီးစည်းသွားလျင် ရေစဲကြအမြပေးဝေပြီးလှုပ်ပါတယ်ဆရာတော်ကြီးကိုလည်းအမြပေးဝေခဲ့ကြတယ်ရေစဲချပွဲစီကားလာပါတယ်ထို့ရေစဲချပွဲသို့တိမ့်နံတက်ခဲ့တယ်ထို့ညကအိမ်မက်တစ်ခုကိုမြင်မှတ်ခဲ့ပါတယ်အိမ်မက်ထဲမှာတော့ဆရာတော်ကိုပြန်တွေ့တယ်ဆရာတော်ကနေသင်ငန်းကိုတက်ရှက်စွာပဲယုံလည်းရက်တကတကဂျေစုကကြီးမာတယ်တကဂျေစုကြောင့်ဆရာတော်တာထုခေါ်ခွင့်ရပြီကျွတ်လုခဲ့ပြီတာထု သာဓုသာဓုသာဓုကိုသုံးချိန်ခေါ်ပြီးတော့ပြောက်ွယ်လို့သွားခဲ့ပြီးဒီညကသိန်းနံအိတ်ရှာမနို့တော့ပျော်နေပါတယ်အဘဲကြောင့်ဆိုတော့သူဒီကောင်းမှုတစ်ခုကိုပြုလုပ်လိုက်နိုင်ပြီးမဟုတ်ပါလားဟုတ်ကဲ့ပါခမဇလန်လေးကတော့ဒီနေရာမှာနေပြီးဆုံးလို့သွားခဲ့ပါပြီဇလန်လေးကိုဆုံးထိလိုက်ပါနားဆင်ပြီးတဲ့တူးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါခင်ဗျာ